ားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့အောင်ဆက်ကြကံမီယာလော့ဂီပင်ဌာနမှာဆ iam ခင်ဦးသစာဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်မကဆ iam ရဲ့မိတ်ဆွေများအတွက်ဂျူလိုင်လတလစာဟောစရန်လေးကိုမေတ္တာဖြင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မမိတ်ဆွေများဒီဟောစရန်လေးနဲ့ပါဝင်တဲ့ရေရာလေးတွေကိုပြုလုပ်ပြီးတော့အဆအဆရရအဆင်ပြေလိမ့်မယ်လို့ပြောလဲပါတယ်ရှင် ဟုတ်ကဲ့ဒီဇူလိုင်လနရတာမှာဆိုလို့ရှိရင်တနင်္ဂနွေတန်သမီများအနေနဲ့နိုင်ငံရဲ့ခြားနယ်ပတ်သက်တဲ့ကံအင်မတန်မှအကောင်းပါတယ်လုပ်ငန်းတဲ့နေရာတဲ့ရွှေပြောင်းကျင်နေဆိုရင်အဆင်ပြေမယ်ဘာသာကြားလူမျိုးကြားတွေကနေပြီးကိုကြီးဆောက်ရှောက်တဲ့အတွက်ကြောင့်မို့လို့အင်မတန်မှအကျိုးပေးပါတယ်ဝင်ငွေများတိုးပွားပြီးတော့မိသားစုခရီးတွေထွက်ရဖို့တွေရှိပါတယ်ရွှေဝေးမှာကောင်းတဲ့ရင်ကြားရမယ်မိသားစုပိုင်းအိမ်ချမ်းမြေ ကစသဖြင့်ဒီလိုမျိုးတွေအဟောင်းတွေထွက်ပြီးတော့အစ်စ်တွေကောင်းတာတွေဝင်လာဖို့ရှိပါတယ်အချီးရင်းမှာစိတ်အနှောက်အယှက်ကြုံရတာမျိုးတွေချစ်သူရဲ့စိတ်ငားတာမျိုး ပြပြခါခါဆက်ဆန္ဒမျိုးတွေကြုံရနိုင်ပါတယ်တဦးထပ်ပူတဲ့မြစ်တာရေးအချစ်ရေးနဲ့ပတ်သက်တဲ့ပြဿနာတွေကြုံတွေ့ရမယ်အပေါင်းသင်မှာပြီးတော့စိတ်လေရဲ့အတွက်ကြောင့်မို့လို့ပညာရေးနဲ့စီးပွားရေးတွေမှာထင်ငေါ်ကြံ့ကြာတာမျိုးလေးတွေဖြစ်နိုင်ပါတယ်အစားအသောက်အနေနဲ့အုံဒီဥနဲ့ အင်းဦးမှုခဲ့တို့တော့စားတော့ဆရာတွေအုံနှုတ်ခဲ့တို့တော့အရာတွေကိုဒီတလားတာမှာတတိထားစားတော့ပေးပါရှင်အစားမတတ်ပါရဲ့အဖျားကြီးပြီးတော့ကိုပူမယ်ဥကောင်းနဲ့မျက်စိတွေမှာပို့ပြီးတော့ခရင်ဆိုင်ရပါတယ်ကံကောင်းစေတတ်တဲ့အယောင်ကတော့အဝါယောင်ဖြစ်ပြီးတော့ရဲရဲအနေနဲ့ကျမမိတ်ဆွေများအောင်တဲ့ပြေချောင်းညွန့် အိမ်ဖျားမှာအောင်းအုံးလေးထိုးပြီးတော့လှူပါအစစခက်တဲ့အဆင်ပြေအောင်မြင်ပါလိမ့်မယ်ရှင့်တနင်္လာသားသမီးများအနေနဲ့ဒီတလားတာအတွင်းမှာ အလောက်ကံပြပကံအင်မတန်မှကောင်းတဲ့အလုံးပြပပညာသုံးမျိုးပေါင်းပြီးတော့ ကန်တက်စမ်းပွင့်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မူလို့အားစိုက်ဖို့အတွက်ကျွန်မအကြံပြုချင်ပါတယ်။အလောက်ကံအပြောင်းလဲနေရာဌာနအပြောင်းလဲလေးတွေရှိမယ်။မိသားစုထဲမှာဆိုလို့ရှိရင်လည်းပြန်မပြောနားမထောင်ကိုကလှုပ်ဖြစ်နေတဲ့အတွက်ကြောင့်မူလို့ဘရော့မဆိုမိသားစုဝင်တွေနဲ့ပြိပခါလေးတွေဖြစ်မယ်။အပြစ်မြင်ခံရမယ်အပြစ်တင်ခံရမယ်ပြီးတော့ရံများမယ်ပေါ့နော်အိမ်ကမိသားစုဝင်တစုံတစ်ဦးဘွေဖောက်ပြီးတော့ကိုယ့်ရဲ့စီးပွားရေးတွေလူမှုရေးတွေမှာ ထင်ငော့ကြံ့ကြာတာမျိုးလေးတွေဖြစ်နိုင်ပါတယ်အချစ်ရေးကံကောင်းပြီးတော့စမ်းပွင့်နိုင်တဲ့အတွက်ကြောင့်မို့လို့လူပြိုကြီးအပြိုကြီးတွေဒီတလားတာမှာအိမ်အောင်ကြနိုင်ပါတယ်ရှင့်အင်တာဗျူးဆမေးပွဲအတွက်ကြိုတင်ပြင်ဆင်တာမျိုးတွေပညာရေးအပိုင်းတွေမှာကြိုတင်အားထုတ်တာမျိုးတွေအသီးပွင့်ရလက်တွေခန်းစားရမယ်ဒါပေမဲ့စိတ်ပူစရာတစ်ခုရှိတာကတော့ရင်းမတော်တဆမှုတွေဖြစ်နိုင်လို့သတိထားပေးပါနော်အယိုးအစစ်သတိထားပါ အဖြူရောင်ငွေရောင်နဲ့ရင်းကြီးစိမ်းရောင်လေးတွေကဒီတလတာမှာကံကောင်းခြင်းကိုဖြစ်ပေါ်စေပါတယ်။ရေရာအနေနဲ့ကြာပွင့်ကြာပန်းမဟုတ်ဘူးနော်ကြာပွင့်15ပွင့်ကိုနေအိမ်ဖျားမှာကတ်လူပူဇော်ပေးပါတသားအဆွေအပြက်တွေတသားနဲ့ပြုလုပ်ထားတဲ့အရာတွေဆွေးမြင့်နေတာမျိုးရှိရင်အဲ့ဒီအရာတွေကိုဆုံးပြစ်လိုက်ပါရှင် အင်္ဂါသားသမီးများအနေနဲ့လေဇူလိုင်လတရတာမှာဆိုရင်ငွေပေးငွေယူကိစ္စတွေမှာတတိထားစီစစ်ပါစကားမတီးတဲ့သူတွေနဲ့ကြုံရနိုင်ကြီးရှိရဲဒါကြောင့်မို့လို့ကိုကနေပြီးတော့အာမခန္ဓာမျိုးမလုပ်သင့်ဘူးနောက်တစ်ခါခွေးလေးတွေကြောင်လေးတွေကဲသို့သောအိမ်မွေးတိရစ္ဆာန်များ ဒီကာလမှာစတဲ့မွေးမြူတာမျိုးမလုပ်တင်ပါဘူးဒီလိုခွေးလေးတွေကြောင်လေးတွေကမိမိရဲ့ရှင်မှာထိခိုက်သွားတာဒါမှမဟုတ်တစုံတရာမတော်ဆဖြစ်သွားတာမျိုးဖြစ်တယ်ဆိုရင်မိမိကိုယ်တိုင်ဂရုစိုက်ဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုရင်ဒါဟာမိမိရဲ့ကိုယ်စားဒီခွေးလေးကဝင်ပြီးတော့မှခံသွားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါရှင့်မနာလိုမုန်းထားကြောင်းမို့လို့အတိုက်ခံတွေရှိရယ်ပညာရေးပိုင်းဆရာတွေမှာဒီတလောမှာအားနည်းနေလိမ့်မယ်အချစ်ရင်းနဲ့ပတ်သက်လို့လည်း ကိုယ်စိတ်တိုင်းမကြရတာများမယ်ပေါ့နော်အိမ်မှာရှိတဲ့ဆက်ပစ္စည်းတွေမကြခဏပြက်မယ်လမ်းကူးတာလမ်းသွားတာတတိထားပါရောင်းမဝယ်မတွေကြုံရတတ်ပါတယ်ဆွေမျိုးသားချင်းမောင်နှမချင်းအဆင်မပြေတဲ့ကိစ္စတွေနဲ့စကားအခြေတင်ဖြစ်ရနိုင်တာမျိုးတွေရှိပါတယ်အယောင်တွေထဲမှာကံအကောင်းဆုံးကတော့အစိမ်းအောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အစိမ်းအောင်လေးများများသုံးပေးပါနောက်ဆုံးစိတ်မတည်ငြိမ်မှုစိတ်ပင်ပန်းလာပြီဆိုရင်အစိမ်းအောင်ပါရာလေးတွေများများကြည်ပေးပါနော်ရေဒီယာအနေနဲ့ အိမ်ဖျားမှာပိမ့်မန်းလူပါတတိဆုံးကတ်လူပါ အင်္ဂါနေ့ညနေ3နာရီနောက်ပိုင်းမှာတော့ထီးစုပ်ဖနှက်စုပ်အဝိအစုပ်တွေကိုပြစ်ပေးပါရှင့်ဘုရဟုသာသမိများအနေနဲ့လုပ်ငန်းတွေရအရွှေပြောင်းတွေကြုံရမယ်အညံ့အနေတစ်ဖြစ်ဖြစ်ပြေပြီးတော့ကောင်းလာမယ်ဆွေမျိုးသားချင်းနဲ့ဖြစ်တဲ့ပြိပခါတွေကနေပြေလည်လာပြီးတော့ပိုကောင်းတဲ့အခြေအနေတရက်ကိုသွားပြစ်လိုက်မယ်ချံကား စသဖြင့်ဒီလိုနေရာမျိုးတွေနောက်တစ်ခါကြောက်မြတ်ရတနာကဲ့သို့သောအရာတွေမှာငွေကြေးမြုံနံတာမျိုးကိုမပြုတ်လို့တဲ့မှာဘူးမြေမြောင်းဝယ်ပြီးမိရဆိုလို့ရှိရင်မိမိလက်ထဲမှာဝယ်ပြီးတော့မှဒီမြေရဈေးကြတာမျိုးတွေကြုံရနိုင်တယ်ဒီကာလမှာရတနာမဝယ်တဲ့မူအလုတ်ကိုအရင်အထက်ပူပြီးတော့မှအားဆိုင်ပြီးလုတ်တဲ့နဲ့ကောင်းသောခရီးသွားရပါမယ်အတတ်ပညာနဲ့ပတ်သက်တဲ့ဥစ္စာသေးဘွားရရှိဖို့ရှိပါတယ် စနေတနင်္လာသတ်သဖြင့်ဒီနေ့တွေနဲ့ပူးပေါင်းပြီးတော့ရှယ်ယာဆက်တူလုပ်ငန်းတွေလုပ်ငန်းသဘောတဘာဝညှိနှိုင်းပြင်ဆင်တာမျိုးတွေမပြုလုပ်သင့်ပါဘူးရှင်။အကြီးအကဲညှို့ညင်ပြီးတော့နေရာထိုင်ခင်းကိစ္စနဲ့စကားများရမယ်။အချစ်ရင်းမှာနားလည်ပေးတဲ့သူနဲ့ကြုံတွေ့ရမယ်။ဒါပေမဲ့အိမ်ဆောင်တွေများအနေနဲ့ကတော့မိမိရဲ့အိမ်ဆောင်ဘက်နဲ့အဆင်ပြေမဲ့ကာလတော့ဟုတ်မနေပါဘူး။ရဲရဲအနေနဲ့ ကန်းတော်ပန်းကိုနေအိမ်ဖျားမှာ15ညွတ်လှူဒန်းပေးပါရှင်။အုံနှုတ်ခောက်ဆွဲနိုင်တဲ့လောက်ဒါနပြုလုပ်ပါ။မိဘကန်းကိုတန်ရှင်းပြီးတော့မှန်ကွဲနေတာမျိုးတွေမှန်အကွဲအစတွေပြောင်းကျင်းနေတာမျိုးတွေကိုတန်ရှင်းပေးလိုက်ပါနော်။ကျသာမရိသားသမီးများအနေနဲ့ဒီကာလအတော်အတွင်းမှာစိတ်အင်မတန်မှတက်ကြွပြီးတော့ ဘာမဆိုရဲရဲတော့ရဲရဲလုပ်ပြီးတော့အားလုံးမှာနောက်ပြန်တိတ်ပြီးလက်မကြည့်ပြမဲ့ကာလဖြစ်တယ်။လုံးတလောက်လည်းအောင်မြင်မဲ့ကာလဖြစ်နိုင်ပါတယ်။ဆွေမျိုးသားချင်းပြိပခါကြောင့်မို့လို့စိတ်ပင်ပန်းရတာမျိုးတွေဖြစ်နိုင်ပါတယ်။အစသာရရတော့တတိထားပါ။ငွေဝင်ပေမဲ့ငွေမမြဲဘူး။ကြောက်စရာကောင်းလောက်အောင်ငွေဝင်ပြီးကြောက်စရာကောင်းလောက်အောင်ပြန်ထွက်ပါလိမ့်မယ်ရှင်။အဲ့အနည်းနာမှာပျော်ပွဲရှင်ပွဲနမိတ်တွေရှိရဆိုရင် အင်မတန်မှကောင်းပါတယ်မိမိဆွေမျိုးသားချင်းထဲမှာအကြီးအကဲအမျိုးသမီးကျမ်းမာရေးထိခိုက်နိုင်ပါတယ်ရံဖန်ရခါမှာစိတ်ပင်ပန်းလွန်အာကြီးရတဲ့အတွက်ကြောင့်မို့လို့ဘာဆိုဘာမှမလုပ်ချင်မဲနဲ့အဝေးကိုထွက်သွားခြင်းနဲ့စိတ်ပောက်တာမျိုးတွေရှိနိုင်မယ်သွားနာသွားကြိုက်ဖြစ်နိုင်မယ်တတိထားပါတန်ဆူးတာအညော်ဝင်တာကနေဖြစ်တဲ့ကျမ်းမာရေးပြဿနာတွေလည်းစိတ်ပူရပါတယ် ဖယားဆင်းတို့လက်ဆောင်ရဖို့ရှိပါတယ်။အဲ့ဒီလိုဖယားဆင်းတို့လက်ဆောင်ရခဲ့တယ်ဆိုလို့ရှိရင် ကျမမိတ်ဆွေဟာအင်မတန်မှဖုန်းကန်တက်ပါလိမ့်မယ်။ငွေကြီးကန်ပွင့်ပြီးစီးပွားတက်ပါလိမ့်မယ်။အိမ်အောင်မနဲ့ချစ်ခင်ပြီးတာယာပျော်ရွှင်တဲ့အချိန်ကာလအပိုင်းခြားတစ်ခုလည်းဖြစ်ပါလိမ့်မယ်။ကျမမိတ်ဆွေထီကန်ဆန်းကျင်နေဆိုရင်ဒီကာလမှာနှစ်ခွန်း၃ည ကိုစသဖြင့်ဒီကနေ့များများပါရာလီကန်ဆန်းပေးပါ ရေဒီယာအနေနဲ့ကြေးဖလားတလုံးထဲမှာမင်းမျိုးပန်း16ဝင်းဒိုရီမုတ်ပိမ့်မန်း16ဝင်းကိုထည့်ပြီးတော့အမြင့်တနေရာမှာလှူပါဖျားစင်မှာလှူဖို့ပြောတာမဟုတ်ပါဘူးရှင်အမြင့်တနေရာမှာလှူရမှာပါတောင်ဘက်အရက်ကိုမျက်နာလက်ဒါခုနဆက်တော့ဖျားလှူပြီးသွားပြီဆိုရင်ပေါ့အရေးပေါ်ကိစ္စတွေရှိတဲ့အခါမှာတောင်ဘက်အရက်ကိုမျက်နာမူကျန်ရီတောက်ပြီးတော့ ဆွတ်တောင်းနိုင်ပါတယ်ရှင်။ကောက်ကြသားသမီးများအနေနဲ့အရှိတောင်အရက်ကိုခရီးထွက်ရတာမျိုးတွေရှိပါမယ်။လက်ဝတ်ရတနာပျောက်ရှားနိုင်လို့တတိထားပါ။လျှက်စစ်ပစ္စည်းတွေဝယ်ပြီးခဏချင်းပြတ်တာမျိုးတွေဖြစ်တတ်ပါတယ်။မိမိရဲ့နေအိမ်ကို လူစိမ်းလာရောက်ပြီးနားခိုရာမျိုးလက်မခံသင့်ပါဘူးအိမ်ရှိမျက်နှာစာမှာအမိုက်တန့်ရှင်ပြီးတော့မှုေးပြန့်နေအောင်ထားပေးပါ လူလွတ်များအနေနဲ့အိမ်အောင်ကြဖို့ရှိပါတယ် အရှိအယက်ကနေပြီးတော့အသားဖြူပြီးသွားနေငယ်ကျဲတဲ့သူနဲ့အိမ်အောင်ကြနိုင်ပါတယ်ရှင်။ဆိုင်းငံ့ထားတဲ့အလုပ်တွေပညာရေးတွေအင်မတန်မှအကျိုးပေးပါမယ်။ဆွေမျိုးပေါက်ဖို့အချင်းချင်းမိသားစုဝင်အချင်းချင်းအခက်မနစ်အစင်မပြေပဲရံများပြီးတော့ပြည့်စုံနိုင်တဲ့ဆက်ဆံရေးတွေဖြစ်နိုင်ပါတယ်။ဇွန်လတလတာလုံးမှာ28ရက်28ရက်ကနေပြီးတော့ဇူလိုင်လ9ရက်နေ့အတွင်းမှာ အမွေအနှစ်ရာဂိန်းရှိနေပါတယ်။ ထီးဖနဲ့နဲ့အထဲအလောက်ကိုမလို့အပဲဒီကာလမှာမဝယ်ပါနဲ့ဖြစ်နိုင်ရင်လိုအပ်ရင်တော့မှခိတကနာအောင်းဤထားတဲ့လုံးဝမဝယ်ပါနဲ့ထီကန်ဆမ်းမှုကတော့ပုံညာရှစ်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီကာလမှာကံကောင်းစေတဲ့အယောင်ကတော့ရွှေရောင်နဲ့အဝါရောင်ဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့မိမိရဲ့အလုံးစပွဲမှာမိမိရဲ့အိမ်ဖျားစင်မှာအဝါရောင်ပန်းလေးတွေများများလှူပေးပါနော် ရေရီအနေနဲ့ကြာပန်းကိုဖျားလိုပါ ကြာပန်းတော့ကြာပြီးပန်းနေတာတွေပြပြောက်ပါလိမ့်မယ်တက်ကြီးရွယ်အများကိုဆေးဝါးလှူပါဆေးဘိုးဓာတ်စာလှူပါနောက်တစ်ခါလမ်းပြင်ပြီးတော့မြေဖို့တာနောက်တစ်ခါကန်ဖော်တာဒီလိုလုပ်ငန်းမျိုးတွေမှာ ကိုကမတီးပြီးစောင့်ရပါရှင်စနေသားသမီးများအနေနဲ့ကတော့ဒီဇူလိုင်လတလတာအတွက်တွင်မှာ အငူလွလွဲကူကူနဲ့ငွေဘင်းငွေယူမလုပ်ရဘူးနေအိမ်မှာလူဝင်လူထွက်များမယ်ဧည့်သည်မကြခဏဧကောင်းဆောင်ကောင်းလာမယ်ပေါ့နော်ဝဒါမေသာရှောင်းမှာဒီကာလမှာခြံနေကားတွေမဝယ်တဲ့မူအယောင်မအဝယ်မှာဖြစ်တတ်ပါတယ်အရှိတောင်အရက်ကမင်္ဂလာတည်ရင်ကြားရဖို့ရှိတယ်ဒီအခါမှာထီထိုးပါသူတစ်ပါးကြောင့်အကျန်စီနှောင့်နေမယ်မိမိရဲ့ရင်းရင်းနှီးနှီးမဟုတ်ဘဲနဲ့မိထုခေါ်ပြောအနိထားလောက်ရှိတယ် ကိုဝင်ဆောင်အမျိုးသမီးအမျိုးသားတည်ဆုံထားတဲ့ကိုဝင်ဆောင်အမျိုးသမီးမုတ်ဆိုးမာတူတီမဟုတ်နောက်တစ်ခါအိန်နောင်ခွဲအမျိုးသမီးတူကြောင့်မလို့တောကများရမယ်ဒီအမျိုးသမီးစကားရှုပ်တဲ့အတွက်ကြောင့်မလို့ကျမမိတ်ဆွေများရဲ့နေ့စဉ်ဘဝမှာစိတ်ပင်ပန်းစရာလေးတွေများဖို့ရှိလို့တတိထားပါ လုပ်ငန်းချိတ်ထွင်ရမယ်ပေါ့နော်လွဲနေတဲ့အရာတွေပြန်ပြီးတော့တက်မှတ်နိုင်မယ်စိုးနေတဲ့ကံတွေပြန်ပြီးတော့မှပြေလည်လာမယ်မကြကနဝမ်းပိုက်ပိုင်းနဲ့နောက်ကျောတက်တဲ့ပြဿနာတွေခံစားရမယ်ရေရာအနေနဲ့ကြက်တပရင်းညနေ9နာရီမှာခက်လေး9ဥကိုတဥကိုချိုချင်တကြားလုံး9လုံးစီ ဝေပေးပါနောက်တစ်ခါအဲ့ဒီနေ့မှာပဲငါစာတော့မဟုတ်ငါးစာကျွေးပါရှင့်မွေးနေ့မနက်မှာတော့မိမိရဲ့နေအိမ်ဖះမှာ အုံထမင်းလှူလိုက်ပါရှင်ကျမမိတ်ဆွေများဒီတလစာဟောစရံလေးမှာပါဝင်တဲ့အချက်အလက်လေးတွေကိုကြည့်ပြီးတော့မိမိတို့ရဲ့လက်တွေ့ဘဝအတွက်အဆင်ပြေကောင်းမွန်သောကံတရားများကို ပြုပြင်နိုင်ပါစေလို့ကျမကဆန္ဒပြုလိုက်ပါတယ်။ကျေးဇူးတော်များရှင်ကျမကတော့အောက်ဆက်ကြကမီယာလောကီပညာရတနန်းမှာဆီယမ်မခင်ဦးသစ္စာဖြစ်ပါတယ်။ ဟုတ်ကဲ့ဒီလိုမျိုးလာစဉ်ဟောစရမ်းလေးတွေနဲ့မိษွေတို့အတွက်တည်တည်နဲ့လော်ဂီဆိုင်ရာအယူအဆတွေတိမတ်ဖွယ်ရာပုဒ်တရာတွေကိုလာတိုင်းလာတိုင်းတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့အောက်ဆက်ကြကမီယာလော်ဂီပညာတန်းတန်း page လေးကို follow လုပ်ပြီးတော့ TikTok နဲ့ YouTube မှာလည်း subscribe နဲ့ follow လုပ်သွားပေးပါဦးနော်ကျမမိษွေများကန်သူဆက်သမျှရကြပါစေရှင်